ါပါကျွန်တော်ဝင်းကိုအပယ်ရီစီလာအကောင်လေးကနေကျွန်းစူပါရဲ့ဗျာကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် iPhone 12လေးတစ်လုံးဝယ်တော့မယ်လို့စဉ်းစားနေတဲ့ကာဆမ်ပါတွေမှန်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပါဗျာကျွန်တော် iPhone 12နဲ့ပတ်သက်တဲ့ certification အကုန်လုံးလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်ဗျာ သူရဲ့အားတဲ့ချက်အားသာချက်အားနေချက်တွေနဲ့ကျွန်တော်တို့အာလိုအပ်တဲ့အချက်လက်လေးတွေပေါ့နော်သူမှကျွန်တော်ဝယ်တင်နေဆိုရင်ကာဆာမာတို့အားသာချက်လေးတွေဘယ်ဟာလေးတွေအားနေချက်လေးတွေကဘာလေးတွေဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ကြနဲ့အောင်နော်။ကျွန်တော်ဒီ iPhone နဲ့ပတ်သက်တဲ့ video လေးတွေကိုကျွန်တော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကနေတော့ကျွန်တော်ဟိုးရင်ရထွက်တဲ့ old model လေးတွေကို review ပြန်လုပ်ပေးမယ်။ပြီးတော့ကျွန်တော်တို့ဒီ phone လေးတွေဝယ်တော့မယ်ဆိုတဲ့ကာဆာမာတွေက2025ခုနှစ်မှာကျွန်တော်တို့ပေါ့နော်ကိုင်းတင်သေးလားမကိုင်းတင်သေးဘူးလားသူရဲ့အားသာချက်အားနေချက်လေးတွေကို ပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ဗျာအဲဟိုတွဲရကိုကျွန်တော်စပြောမယ်ဆိုရင်ကျွန်တော် body frame ဘိုင်းကနေစပြီးတော့ကျွန်တော်ပြပြပေးမယ်နော် body frame ဘိုင်းမှာဆိုရင်ကျွန်တော်ရှင်ဒီကောင်လေးကကျွန်တော်တို့ aluminum body frame လေးကိုအသုံးပြုထားတဲ့အကြောင်းမို့လို့ကျွန်တော်တို့ပေါ့ပေါ့ပေါ့နဲ့သုံးမဲ့ကာဆာမာတွေတော့တော်တော်လေး assembly တော်တော်လေးကိုပေါ့ပါတယ် normal phone တစ်လုံးတည်းနော် iphone တွဲလေးကဟုတ်ပြီနောက်ပြီးကြတော့ကျွန်တော်တို့ display ဘိုင်းပြောပေးမယ်နော် display ဘိုင်းမှာဆိုလို့ရှင်သူ့ရဲ့အားသာချက်လေးကြီးကပြပြနော် display ဘိုင်း display ဘိုင်းမှာဆိုလို့ရှင်ဒီကောင် super retina 80 display ကိုသုံးထားတယ်အခုလက်ရှိဈေးကွက်မှာခေါ်ရဲဆိုရင် OLED display ပေါ့ဗျာရုပ်ထွက်တော်တော်လေးကိုကောင်းတာကိုတွေ့ရမယ် ဒါပြီးသွားလို့ရှိရင်ကျွန်တော် screen size screen size ကကျွန်တော်တို့6.1 inch ရှိတယ်အရင်ကြီးလဲကျွန်တော်တို့ကြီးရတဲ့မှာမပေါ့ဘူးအရင်ကြီးလဲတေးရတဲ့မှာမပေါ့ဘူး one sample ကိုင်နေတဲ့ customer တွေတော်တော်လေးအဆင်ပြေတယ်ပေါ့ပေါ့ပါပါနဲ့တုံးလို့ရတယ်ဒါသူအားသာချက်နောက်တစ်ချက်ကတော့ကျွန်တော်တို့ camera ဘိုင်းကမ္ဘာပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်12 megapixel wide 12 megapixel ultra wide ဆိုပြီးတော့နှလုံးပါတာတွေ့ရမယ်ဗီဒီယိုအနေနဲ့ကကျွန်တော်တို့ 4K CCTV ရရပါတယ် main camera ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ပြီးပိုင်းလေးပြောပြမယ်ဆက်ပြီးမှဆိုလဲကျွန်တော်တို့12 megapixel 12 megapixel ပေါ်မှာဗီဒီယိုကလည်းကျွန်တော်တို့ 4K CDFV ရရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဗီဒီယို quality ကောင်းကောင်းရိုက်ချင်တဲ့ကာဆမ်းမာတွေမှန်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် 4K ရအတွက်အဆင်ပြေတယ်ဗျာเนาะဟုတ်ပြီနောက်ပြီးကြတော့ကျွန်တော်တို့ OS version နဲ့ကြည့်မယ်ဆိုရင်လည်းလက်ရှိကို iOS version နောက်ဆုံး version ရတဲ့အတွက်ကြောင့်မို့လို့ version နဲ့ကျွန်တော်မိပါတယ်ချီဇက်ချီဇက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော် Apple A14 Bionics ကိုအသုံးပြုထားတဲ့အကြောင်းမလို့ကျွန်တော်တို့အာ Bionics A14 ကတော့နေတဲ့တယ်မှာတော့မပါသေးဘူးပြလက်ရှိမှာเนาะနောက်တစ်ခုကတော့ကျွန်တော် CPU CPU ကတော့ကျွန်တော်တို့ HeraCore မျိုးစောက်တုံးပြီးတော့ GPU ကတော့ကျွန်တော် Apple GPU 4 core graphic ကိုတုံးပြီးတာဒီတော့ graphic ပိုင်းတွေလည်းတော်တော်လေးကိုကျွန်တော်အဆင်ပြေတာတွေ့ရမှာဗျာနော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ battery ပိုင်းသူ့မှာအားနည်းချက်ကတော့ battery ဗျာ battery ပိုင်းလေးကျွန်တော်ပြပြပေးမယ် battery ကတော့ကျွန်တော်တို့2816လောက်ပဲပါတယ်ဗျာ Amaze ကဆိုတော့လေကျွန်တော် daily use သုံးနေတဲ့ customer တွေအတွက်ဆိုလုံးဝအဆင်မပြေဘူးဘာဖြစ်လို့လဲဆို iPhone 12ရာပြီးတဲ့ display က OLED display အကြောင်းမို့လို့ကျွန်တော်တို့၃ရင်၃လောက်ကျွန်တော်တို့ကဘက်ထရီကတုတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ iPhone 12ပေးထားတဲ့ display နဲ့ပေးထားတဲ့ OLED display နဲ့ကျွန်တော်ပေးထားတဲ့ဘက်ထရီနဲ့ပြန်ပြီးကြည့်ကြည့်မယ်ဆိုလို့ရှိရင် daily use ကလုံးဝအဆင်မပြေဘူး။တနေ့ကုန်လုံး phone run နေရတဲ့ customer တယောက်ဆိုလို့ရှိရင်တော့ဒါကျွန်တော် iPhone 12ကင်မယ်ဆိုလို့ရှိရင်တော့ power bank ဆောင်းအောင်ပါပါ။လုံးဝဆောင်းအောင်ပဲ power bank နော်။ Okay ဘက်ထရီအမေကြီးက2000ကျော်ပါ1800ကျော်ပါတယ်။ Original ထွက်တဲ့ charger ကတော့ကျွန်တော် 15W နဲ့ထွက်တယ်လက်ရှိတော့ ကျွန်တော်တို့20ဝက်တွေနဲ့ကျွန်တော်တို့အတော့များတာတွေ့ရမယ်ဈေးကွာမှာနော်ဒီဖုန်းကိုအဓိကကြိုက်တဲ့အချက်လက်လေးတွေပြောပါသလိုရှိရင်ကျွန်တော်တို့ frame line ကိုကျွန်တော် aluminum frame ဖြစ်တဲ့အတွက်ကြောင့်ပေါ့ပါတာတကူကိုကျွန်တော်ပို့သဘောကြတယ်ဒုတိယတစ်ချက်ကကျွန်တော် display band ကိုကျွန်တော်တော်တော်လေးသဘောကြတယ်ရုပ်ထွက်ကင်မရာအဓိကတုံးမဲ့ကာဆာမာတွေအတွက်ဆိုတော်တော်လေးခွတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်နော်ကင်မရာဘိုင်းကိုရုပ်ထွက်ဘိုင်းကိုကျွန်တော်တော်တော်လေးကြိုက်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဂိမ်းကစားမဲ့ browser browser တော့မေးဖို့ရှိတယ်ဂိမ်းကစားလို့တော့အဆင်မပြေဘူးလားဆိုပြပါတယ်ဝန်ထမ်းကြီးကတော့မရဘူးဒါပေမဲ့တော့ CCFB ကတော့အနည်းဆုံးရတယ် ီကောင်လေးကိုဂိမ်းကစားဖို့လည်းအဆင်ပြေတယ်ဒါပေမဲ့ဂိမ်းကစားတဲ့ပေါ်လာတွေကကျွန်တော်ဘတ်ဒီယက်ကိုဘတ်ဒီအမေးစ်ကိုပြန်ကြည့်ပြီးယူရမယ်ဘတ်ဒီအမေးစ်က2800ကျော်ပဲပါတယ်တို့ကြောင့်မလို့ကျွန်တော်တို့ဂိမ်းဆော့မဲ့ကျွန်တော်တို့ဟိုပါဒီပွဲရည်နဲ့ကျွန်တော်ဒီဟိုပေးထားတဲ့ဘက်ထရီနဲ့ကိုပြန်တွက်မယ်ဆိုရင်ပွေးထားတဲ့ဒီဘက်ထရီဂိမ်းမန်းကြတော့ကျွန်တော်တို့အရန်ကြီးကျွန်တော်တို့ပွဲအများကြီးဆော့လို့တော့မလွယ်တော့ဘူးဒါမျိုးလေးပြန်တွက်ကြမှာပေါ့နော်ဟုတ်ပြီပြီးတော့နောက်တစ်ချက်ကကျွန်တော်က iPhone လေးကိုသဘောကျတဲ့အချက်ကတော့ကျွန်တော် speaker အပိုင်းပြ အကုန်လုံးကကျွန်တော် stereo speaker ကိုအသုံးပြုထားရတဲ့ကြောင့်မလို့အတန်ပိုင်းတော်တော်လေးကိုကျွန်တော်ကောင်းတယ်ဗျာနော်အတန်ပိုင်းက speaker ပိုင်းကို iPhone နဲ့ပတ်သက်ရင်တော်တော်လေးခွတ်တာကိုတွေးရမှာဗျာနော် okay ဒါဆိုလို့ရှိရင်ကျွန်တော် iPhone 12နဲ့ပတ်သက်တာ trade through တော့မရှိဘူးအဓိကတော့ကျွန်တော်အဓိကကင်မရာကောင်းကောင်းသုံးနေတယ် display ကောင်းကောင်းသုံးနေတယ် customer တွေဆိုကင်တင်တယ်ပေါ့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 ကျွန်တော်ဘယ်တော့သွားဗျာပေါ့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 ကင်လို့ရမယ့် phone တစ်လုံးဆိုလို့ရှိရင်တော့ iPhone 12 one hand မဟုတ်ကင်အောင်ကင်တင်တယ်နော်အရင်အောင်ပေါ့တယ် normal phone တစ်လုံးတည်းပေါ့တာကိုတွေးရမယ် okay နော် အဲ့ဒါတစ်ချက်ကျွန်တော်ကြိုက်တယ်ဘယ်ဒီအမေးကြီးနဲတာကတော့သူ့ရဲ့အားအားနေချက်ပေါ့နော်2800ကျော်ပဲပါလာတယ်ကြောင့်မလို့ဒီကောင်ကတော့အားနေချက်အနေနဲ့ရှိတယ်နောက်တစ်ခုကတော့သူကထွက်တဲ့ခြားခြားကတော့ကျွန်တော်တို့15ဝက်တွေနဲ့ထွက်ပြီးမယ်လက်ရှိ20ဝက်တွေနဲ့အုံးလို့လည်းရတယ်ဆိုတော့တိတ်ပြီးတော့ပြဿနာတော့မရှိဘူးဗျအဲ့ပိုင်းတော့နော်โอเคဒါဆိုလို့ရှိရင် iPhone 12နဲ့ပတ်သက်လို့ဒီနေ့ကျွန်တော်ပြပြပေးတာဒီလောက်ပါပဲဗျအများကြီးတော့ကျွန်တော်ထွေးထုတ်မရှိဘူးနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ဘယ်ဖုန်းလေးတွေ iPhone နဲ့ပတ်သက်လို့ဘယ်ဖုန်းလေးတွေကိုကျွန်တော် အာအရင်က old model လေးလေးဗျာအဲ့ဒါကို bear review လေးပြန်လုပ်ပေးမယ် review နဲ့ပတ်သက်လို့ဘာယာလေးပေါ့အချက်လက်လေးတွေဘာယာလေးကင်တင်တယ်ဘာယာလေးကကျွန်တော်တို့ဒီနှစ်တွေမှာကျွန်တော်တို့ကင်မယ်ဆိုလို့ရှိရင်အားသာချက်အားနည်းချက်လေးတွေပေါ့ဗျာဒါလေးတွေကိုကျွန်တော်ပြပြပေးပါမယ်ဗျာ ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာလည်း iPhone ဘယ် old model လေးတွေကိုကျွန်တော် review ပြန်လုပ်ပေးမလဲ။အတချက်အားနဲ့ချက်ကျွန်တော်တို့အခုဝယ်မဲ့ customer တွေအနေနဲ့က2025မှာကင်မဲ့ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဟိုးရီရထွက်ခဲ့တဲ့ iPhone တွေကို2025မှာကင်တင်နေဆိုရင်တော့မှကင်တင်နေမကင်တင်ဘူး။နောက်တစ်ခုကကျွန်တော်သူ့မှာပါတဲ့အချက်လက်လေးတွေကိုကျွန်တော်ပြပြပေးရတဲ့ကြောင့်မလို့ customer အနေနဲ့ကရွေးချယ်လို့ရပါမယ်။အတကြအားနေချက်လေးတွေတည်တဲ့ကြောင်မလို့เนาะဒါဥမာဂိမ်းကစားမဲ့ကစားမကာဆန်မှာဆိုလဲဂိမ်းကစားမဲ့ကာဆန်မှာပေါ့ကျွန်တော်ရုပ်ထွက်ကင်မရာအဓိကသုံးမဲ့ကာဆန်မှာလဲရုပ်ထွက်ကင်မရာအဓိကသုံးမဲ့ကာဆန်မှာပေါ့အဲ့ဒါဆိုသူ့ရဲ့အားတကြအားနေချက်လေးတွေ ပြီးတော့အဲသူတို့ရဲ့အချက်လက်တွေကိုရှင်းပြီးတော့ဝယ်ကြည့်မယ်ဆိုရင်ဝယ်မယ်ဆိုရင်ဝယ်လို့ရပါပြီဗောနော်အဲ့ဒါဒီ review လေးတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းတင်ပေးပါအောင်မယ်ဗျအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျ